င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မြမရေးကိုဒေတာတွင်းနိုင်ငံတွေကဝင်ရောက်ဆက်ဖက်နေပြီးဆက်အနာရှင်စနစ်ကိုတက်ဆိုးရှင်အောင်လုပ်နေရလို့ NUG ရိုင်းသမရကပြောပါတယ်စစ်တပ်အာဏာသိမ်းမှုကမွေးရစေဝါနဲ့အွန်လိုင်းငွေလိမ်လည်မှုလို့ရာဇဝတ်မှုတွေများပြားစေရန်အတွက်လမ်းကြောင်းပေးနေတယ်လို့ကုလသမဂ္ဂအစည်းအဝေးမှာတာမတ်ကြီးဦးကျော်မုတ်ထွန်းကပြောကြားလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် မဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ဘောက်ကတော့မြမအရေးကိုဒေသတွင်းနိုင်ငံတွေကဝင်ရောက်ဆက်ဖက်ပြီးစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပြည်တွင်းတည်ငြိမ်ဖို့ကြိုးပမ်းနေရတွေဟာဆရာနာရှင်စနစ်ကိုသက်ဆိုးရှေအောင်ပြုလုပ်နေတာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ယာယီသမ္မတဒူဝါလက်ရှိကပြောဆိုလိုက်ပါတယ်လက်ရှိပြည်တွင်းရေးပေါ်ကိုဒေသတွင်းနိုင်ငံတွေကထက်ထဲဝင်ဝင်ဝင်ရောက်ဆက်ဖက်နေပြီးအကြမ်းဖက်စစ်ကောင်စီကပြုလုပ်မယ်ရွေးကောက်ပွဲဟာလည်းနိုင်ငံနဲ့ပြည်သူလူထုကိုအစိုးကြတန်တရားတွေကနေရုံးမထွက်နိုင်အောင်လှုပ်ဆောင်တာဖြစ်တယ်လို့နိုင်ငံ န်တော်ယာယီသမရဒူဝါလက်ရှိလကပြောဆိုလိုက်ပါတယ်အတိတ်ကအမြင့်တွင်ရဲ့စနစ်ဆိုးဇိုက်ဆိုးကြောင့်ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို ကုစားရမှာ နိုင်ငံရေးစိမိတူတွေနဲ့ဖြည့်ရှင်းလို့မရဘူးလို့လည်းဆိုပါရတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီကပြုလုပ်ဖို့ကြိုးစားနေတယ်။အထွေထွေရွေးကောက်ပွဲဟာလည်းဒီမိုကရေစီကျင့်ထုံးတဲ့ဒီမိုကရေစီမူတွေကိုအခြေတည်ကလှုပ်ဆောင်တဲ့ရွေးကောက်ပွဲမဟုတ်ဘဲအကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းမှုကိုတရားဝင် ဖြစ်စေဖို့အတွက်အသင်ပြောင်းရင်လက်လက်တစ်ခုသဖွယ်အသုံးချတာလို့လည်းသတိပေးထားပါရတယ်။စစ်အာဏာရှင်တွေစပွန်ဆာလုပ်ပြီးကျင်းပတဲ့ရွေးကောက်ပွဲဟာအာဏာရှင်စနစ်ကိုတတ်ဆိုးရှေအောင်ထောက်ပံ့ပေးတာဖြစ် စ်သလိုနိုင်ငံနဲ့ပြည်သူတို့ကိုအစိုးကျတန်တရားတွေကနေရုံးမထွက်နိုင်အောင်ဗိမ့်မိန်မှိန်ခိုင်းတာဖြစ်တယ်လို့လည်း UNG ရဲ့သမ္မတဒူဝါလရှိလာကပြောဆိုလိုက်ပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုကမွေးရစေဝါနဲ့အွန်လိုင်းငွေလိမ်လည်မှုလို့ရာဇဝတ်မှုတွေအများပြားလာစေဖို့အတွက်လမ်းကြောင်းပေးနေတယ်လို့ကုလသမဂ္ဂအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာရွေးကောက်ခံအယက်သားအစိုးရကမွေးရစေဝါပပျောက်စရေးနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကင်းတွေတိုက်ဖြတ်ရေးအတွက်လိုအပ်တဲ့အရေးယူဆောင်ရွက်ချက်တွေလှုပ်ဆောင်ဖို့ကတိကဝတ်ရှိခဲ့ပေမဲ့စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ မတရားဆက်အနာသိမ့်ခဲ့တာကြောင့် အဲ့ဒီလုပ်ငန်းစဉ်တွေဟာတာစီဟန်တာခံခဲ့ရတယ်လို့ဆိုပါရတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ဟာပြည်တွင်းတရားဥပဒေစိုးမိုးရေးကိုအလုံးစုံပြတ်သုံးစေခဲ့ပြီးနိုင်ငံကရာဇဝတ်မှုခင်းတွေအတွက်လုံခြုံတဲ့ရပ်ဝန်းတစ်ခုကိုဖန်တီးပေးခဲ့လို့လည်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါရတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ဟာပြည်တွင်းတရားဥပဒေစိုးမိုးရေးကိုအလုံးစုံပြတ်စည်းစေခဲ့ပြီးနိုင်ငံကရာဇဝတ်မှုခင်းတွေအတွက်လုံခြုံတဲ့ရပ်ဝန်းတစ်ခုကိုဖန်တီးပေးခဲ့တယ်လို့ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဥကြုံမတော်ကပြောပါတယ်။ဒါအပြင်မတရားစစ်တပ်အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာရှမ်းပြည်နယ်မှာဘိန်းဆိုင်ပြုံးမှုနှစ်ဆမြင့်တက်လာခဲ့သလိုလုပ်ငန်းချက်တွင်လာခဲ့တာကြောင့်မဲခေါင်ဒေသမှာတရားမဝင်စီးပွားရေးပုံမှုအကျိုးပြုကငွေကြေးခွာချက်မှုနဲ့အွန်လိုင်းညာဆွေးမှုတွေကြီးထွားလာတယ်လို့လည်းဆိုပါတယ်။စစ်တပ်ထိန်းချုပ်တဲ့ဒေသတွေမှာလည်းလေကြားဆောင်တပ်တွေရဲ့ပါဝင်မှုနဲ့အွန်လိုင်းလိမ်လည်မှုတွေရဲ့အဓိကနေရာဖြစ်လာနေတယ်လို့လည်းဥကြုံမထုံးက ပြောပါရရှင်။ မွန်ပြည်နယ်တရင်တပုတ်ကိုတင်ဆက်ပေးကြပါရစေ။မွန်ပြည်နယ်ရေးမြို့နယ်ကြောင်းရွာရေးလမ်းပိုင်းကိုရေးဘလူးဘက်ကစစ်စဲစင်မှရဲမဲတအူးကိုဖမ်းဆီးရရှိခဲ့ပြီးတဲ့နောက်မှာအကြက်ဖက်စစ်သားတွေရဲ့ကင်ပုံဝူရနေရာတွေကိုဝန်ရောက်တိုက်ခတ်ခဲ့ရမှာရဲမဲအပါအဝင်အကြက်ဖက်စစ်ကောင်စီဘက်က၅ဦးသေသွားခဲ့လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါပါရစေ။အဲဒီလိုဖမ်းဆီးရရှိခဲ့တဲ့အကြက်ဖက်စစ်တပ်ကလက်လက်ကြီးတင်နန်းစင်ရဲမဲကိုစစ်စဲမင်းမြန်ပြီးတဲ့နောက်မှာအကြက်ဖက်တပ်သားတွေကင်ပုံဝူရနေရာကိုတွားရောက် က်ကတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတွားရောက်ပြစ်ကတ်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားနေစဉ်တွင်ဖမ်းဆီးထားတဲ့ရဲမေကထွက်ပြေးသွားတာကြောင့်ပြစ်ခတ်ဖမ်းဆီးရာကနေအဲ့ဒီရဲမေအပါအဝင်စစ်ကောင်စီဘက်က၅ဦးတေသွားတာဖြစ်တယ်လို့လည်းရေဘလူးဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။အဲဒီတက်ခတ်မှုတွင်ရေဘလူးအဖွဲ့ကရဲဘော်တို့ဟာခြေတော့ကြည်ထိမှန်ခဲ့ပြီးမှလည်းစိုးရိမ်စရာမရှိဘူးလို့သိရပါရဲ့ရှင်။ ရခိုင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။စစ်ကောင်စီနဲ့တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ဘူးစီတောင်ဒေသမှာလက်လက်ကင်အဖွဲ့အာစာတပ်စခန်းတစ်ခုကို အော်တိုဘားလာချောင်းနဲ့ညနေ၄နာရီအချိန်ကကတိမ့်ပိုက်ခဲ့လို့အေအေကသတင်းထုတ်ပြန်ထားပါဗျ။အဲ့ဒီအာစာတပ်စခန်းကနေလက်လက်ခရမ်း စစ်သုံးဆောင်ပစ္စည်းအချို့နဲ့သူတို့ထောင်ထားတဲ့စွန့်လွန်မိုင်းအချို့ကိုတင်ဆက်ရမိခဲ့ပြီးအဲ့ဒီစခန်းကနေထွက်ပြေးလွမြောက်နေတယ်အာစာတပ်ဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းနေတယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်အာစာဖမ်းဆီးသွားတဲ့မောင်တော်မျိုးနဲ့ကိုင်းကြီးမျိုးရွာကခလင်းငယ်ရဲ့အပါဝင်အရက်သားလေးဦးကိုလိုက်လံရှာဖွေနေတယ်လို့လည်းအေအေကထုတ်ပြန်ထားပါဗျ။ အော်တိုဝါလာခုနှစ်နေ့ကလည်းဘူးတိတောင်မြို့အမှတ်နှစ်ရက်ကွယ်ရွာတစ်မှာနေထိုင်တဲ့ဥဆန်ရွှေမောင်နဲ့ဥမောင်မြအောင်နှစ်ဦးဝါခောက်ဖို့ထွက်သွားပြီးပြန်မရောက်လာတဲ့အတွက်အေအေလုံချုံရေးတပ်ဖွဲ့ဝင်၃ဦးတို့ကပျောက်ဆုံးသူတွေကိုရှာဖို့ထွက်ခွာလာစေမှာအာစာတပ်ဖွဲ့ကတိုက်ခိုက်ခဲ့လို့လည်းသိရှိရပါဗါတယ်။အဲ့ဒီအာစာအဖွဲ့ဟာဂုံနာမွတ်စလင်ကျေးရွာအဝင်ဝအနီးမှာခြုံကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးအေအေလုံချုံရေးတပ်ဖွဲ့ဝင်တူဟာဥကောင်းတဲ့ဝမ်းပိုက်မှာတနက်ကြီထိမှန်ကကြာဆုံးခဲ့ရပြီးကျန်တဲ့ဦးမှာဒဏ်ရရှိခဲ့လို့အေအေကတည်င်းထ ုတ်ပြန်ထားပါဗျ။မောင်တော်ဒေတာမှာအကြံဖက်အာစာအဖွဲ့အပါဝင် RSO ARA စတဲ့လက်နက်ကိုင်အဖွဲ့တွေကဒေတာကန်ပြည်သူတွေကိုဖမ်းဆီးခြင်း၊ငွေညစ်ခြင်း၊ဓညတိုက်ခြင်းနဲ့တပ်ဖြတ်ခြင်းတွေကိုမကြာခဏပြုလုပ်လေရှိသလိုပြည်သူတွေစီးနှင်းလာတဲ့ကားတွေကိုလည်းပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေတာကန်ပြည်သူတွေကပြောပါဗျ။ဒါအပြင်အာစာ RSO ARA အဖွဲ့ဟာအကြံဖက်စစ်ကောင်စီတပ်နဲ့ပူးပေါင်းကအရခတတ်တော် AA ကိုဘူးတီတော်မောင်တော်ဒေတာမှာတိုက်ခတ်နေတာဖြစ်ပြီးမကြာခဏတိုက်ပွဲဖြစ်ပွားလေရှိရလို့လည်း AA ကသတင်းထုတ်ပြန်ထားပါရရှင့် မန္တလေးသတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းမြင်းကျန်မြို့နယ်ကြောက်ကန်ရွာကအကြက်ဖက်စစ်တပ်ကိုဝန်ရောက်တိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သားရှေ့ဦးဟာတည်သွားပြီးခရမ်းနယ်ပြည်သူတွေစီကခိုးယူထားတဲ့ရွှေတဲပစ္စည်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့ဒေတာအတွင်းတော်လိုင်းသတင်းမြစ်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။အော်တိုဘားလ9ရက်နေ့ကကြောက်ကန်ရွာတွင်ဓမြတိုင်ခိုးယူလူရည်နေတဲ့အကြက်ဖက်တပ်သားတွေကိုတော်လဲတပ်ဖွဲ့ဝင်တွေကဝန်ရောက်တိုက်ခတ်ခဲ့ရမှာတိုက်ပွဲ9နိုင်ခန့်ကြာဖြစ်ပွားခဲ့ပြီးစခန်းတွင်ဘန်ကာတွေကို သိမ်းဆဲနိုင်ခဲ့ကအကြက်ဖက်တသား၈ဦးဟာလည်းတည်သွားခဲ့လို့သိရှိရပါတယ်။ဒေါ်လန်တပ်ဖွဲ့တွေဟာစခန်းတစ်ခုလုံးကိုသိမ်းပိုက်နိုင်ဖို့အတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှလည်းစစ်တပ်ကစစ်ကူစစ်ကြောင်းနဲ့ MN35 ရဟတ်ရင်ရောက်ရှိလာတာကြောင့်တော်လဲရဲဘော်တွေဟာပြန်လဲဆုတ်ခွာခဲ့ရလို့လည်းသိရှိရပါတယ်။အဲဒီတက်ခတ်မှုတွင်စစ်ကောင်စီတပ်သားတွေစီကနေလက်လက်ခရမ်းနဲ့ပြည်သူတွေစီကနေခိုးယူထားတဲ့ရွှေရဲပစ္စည်းတွေကိုလည်းသိမ်းဆဲရရှိခဲ့လို့သိရှိရပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းရေဦးမြို့နယ်တင်းနေရန်ရွာကိုအကြမ်းဖက်စစ်တပ်ကမနေ့ကညနေပိုင်းကလေကြောင်းကနေဘုံကျဲတက်ခတ်မှုကြောင့်အသက်6လနဲ့3နှစ်အရွယ်ကလေးငယ်တို့ပါဝင် မိခင်ဖြစ်သူတို့ဟာတေဆုံးသွားခဲ့ရပြီး ရွာလုံးကျွဟာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ရေဟုအခြေပြု People Defense Committee ပြန်ကြားတဲ့တာဝန်ခံထုခတ်စွာအမေသားကရန်ကုန်ခေတ်စ်ကိုပြောပြပါရယ်အော်တိုဘာလ10ရက်နေ့ညနေပိုင်းအချိန်ကတင်းတယ်ရန်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲအကြက်ဖက်စစ်ကောင်စီဟာလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အကြက်ဖက်စစ်တပ်လေကြောင်းတိုက်ခတ်မှုကြောင့်တင်းတယ်ရန်ရွာကအသက်6လရွယ်ကလေးငယ်တဦးနဲ့မိခင်ဖြစ်သူအသက်35နှစ်ရွယ်မတ်မမွန်အောင်အပါဝင်အသက်3နှစ်ရွယ်ဖြိုးခေတ်စ်တို့တည်ဆုံးခဲ့လို့ထုခတ်စွာ မေသားကပြပြပါရယ်ပြီးခဲ့တဲ့အော်တိုဝါလ9ရက်နေ့ကလည်းဘုံလာကျဲလို့ရွာထဲကပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီမလဲတချို့ကတော့ရွာထဲမှာကြံရှိခဲ့လို့လည်းသိရှိရပါရယ်ဒါပေမဲ့မနေ့ညကဘုံကျဲခံရပြည့်ရတော့မှဆက်လက်မနေရတော့ပဲရွာလုံးကျွတ်ထွက်ပြေးနေရလို့ရေဦးအခြေပြု People Defense Committee ပြန်ကြားတောင်းခံထူးခန့်စွာအမေသားကပြောပါရယ်ရှင် ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရလို့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။